အားလုံးပဲမင်္ဂလာပါယခုနှစ်က Father တို့အမိကက်သလစ်သာသနာတော်ကြီးတွေအင်မတန်ထူးခြားပြီးဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာခံစားရတဲ့မျော်လင့်ခြင်းနှစ် Jubilee နှစ်မြတ်ကြီးဖြစ်ပါတယ်ဒီနှစ်မှာလည်းပဲ Father Celebration အသင်းကိုင်းအတွက်နောက်ထပ်ထူးခြားတဲ့ Jubilee ပွဲတော်ကြီးတစ်ခုရှိပါတယ်ဒါကတော့1895ခုနှစ်မှာယဟန်နာဒွန်ဘော့စကိုကသူ့ရဲ့သားဆလေးရှင်တွေကိုအာဂျင်တီးနားနိုင်ငံပတာဂိုနီးယားကို သာသနာပြုခရီးစဉ်ကိုဆေလွတ်ခဲ့တာနှစ်ပေါင်း150ပြည့်တဲ့မင်္ဂလာနှစ်မြတ်ဂျူဘလီနှစ်လည်းဖြစ်ပါတယ်။ဒီအတွက်ကြောင့်မလို့ Father တို့ကဂျူဘလီ နှစ်ပွဲထက်တဲ့မင်္ဂလာနှစ်မှာထူးထူးခြားခြားသာသနာပြုခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုစကားဝိုင်းလေးအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Father အနေနဲ့နောက်ထပ်ဖုန်းတော်ကြီးယဟန်တပါးကို ဖိတ်ခေါ်ထားပါတယ်။ကိုရောကြီးမင်္ဂလာပါ။မင်္ဂလာပါ။ ီနှစ်ကတပည့်တော်တို့အတွက်ဆလေးရှင်းသာသနာပြုတွေဆေလွတ်တာ150ပြည့်တဲ့အထိတ်မဲ့လေးလည်းဖြစ်ပါတယ်ဒီထိတ်မဲ့လေးနေနဲ့သာသနာပြုဆေလွတ်ခြင်းနဲ့ပတ်သက်တဲ့စကားဝိုင်းလေးကိုအခုတင်ဆက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလာရောက်ဆွေးနွေးပေးတဲ့အတွက် Father ကိုလည်းဥစ္စာပထမယေရှုတင်ပါတယ်ကိုရောအာအရင်ဦးဆုံးအနေနဲ့ကိုရောရဲ့နာမည်လေးရဲ့ကိုရောရဲ့ဆလေးရှင်းဝါတော်လေးတွေကိုဥစ္စာပထမပရိသတ်တွေသိအောင်မိတ်ဆက်ပေးပါအောင်ကိုရော ဖာဇာကတော့ဖာဇာအက်ဒဝတ်ဘတ်စီတို့မို့လေဦးစိန်မြင့်လို့ခေါ်ပါတယ်။ဖာဇာဆလေရှင်တစ္ဆာဆိုတာကမေလ24ရက်နေ့1990ခုနှစ်မှာယဟန်တိခါတော့1986ဧပြီလ9ရက်နေ့မှာပေါ့အဲလာရှုမှာတိခါခြင်းခဲ့ပါတယ် မြမပြည်မှာရှိတဲ့ဆလေးရှင်တွေထဲမှာဆိုရင်စီနီယာကြတဲ့ဆလေးရှင်ဘုန်းတော်ကြီးတပါးလို့ပြောရင်လည်းမှန်မယ်ထင်ပါတယ်ကိုတော့ဟုတ်ကဲ့အခုဒီအစီအစဉ်လေးမှာ Father Ru အနေနဲ့တင်ဆက်ပေးနေတာကတော့ဆလေးရှင်သာသနာပြုခြင်းတွေအကြောင်းဖြစ်ပါတယ်တပြည့်တော်အနေနဲ့အရင်တုန်းကကြားခဲ့ဘူးတဲ့ယဟနာဒွန်ဘော့စ်ကိုကမြမပြည်ကိုလာရောက်ပြီးသာသနာပြုခြင်းတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီအကြောင်းအရာလေးကြားတဲ့အခါမှာစိတ်ထဲမှာထူးလဲ ထူးခြားတယ်အန်လဲအန်ဩမိတယ်ဘာဖြစ်လို့များဒွန်ဘော့စကိုကမြမပြီကိုဘလို့စိတ်နဲ့များဘာဘာဖြစ်လို့များသာသနာပြုကျင်ခဲ့တာလဲဆိုတာကိုအရင်သိကျင်ခဲ့တယ်ကိုတော့အဲအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့နိုင်ငံဆွေးနွေးပြီးတော့မှဝင်များပေးပါအောင်ကိုတော့ကကေထောင်1847မှာဒွန်ဘော့စကိုရဟန်းတိခါခံခဲ့တယ်1842မှာเนาะနောက်တနှစ်မှာပဲသူကလက်သားနာပြုအကြောင်းနဲ့သူ တည်င်းနေမဂ္ဂဇင်းနေဂျာနေမှာဖတ်တယ်အဲ့တော့အဲ့ဒီတုန်းကအင်းဝခက်တမိုင်းကြည့်မယ်ဆိုရင်1840နှစ်ဆိုတာအင်းဝမှာတနင်းကနေမင်းစိုးစံနေနေပေါ့အဲ့ချိန်တော့အဲ့ဒီမုံလာရွာပဲပေါ့နော်အဲဘေးညီရွာကြီးတွေပေါ့အဲ့ဒီမှာအီတလီယန်ဂိုင်းဖြစ်တဲ့နော်မေရော့ရဲ့စကတ်ထားသူများပေါ့နော် Oblace of Mary ဆိုတာဒီမှာလှူရှားနေကြပြီ တို့တော်လေးတွင်ကျဲတဲ့သူတို့ရဲ့ဆရာတော်ကြီးတောင်ရပြီအဲ့တော့ဒမော့စကနေပြီးတော့ဝိညာဉ်များကယ်ဆယ်ခြင်းနဲ့အထူးဖြင့်လူငယ်များအတွက်သူကဒီမှာလဲအများကြီးလိုအပ်မှာပဲဆိုတော့သူလာခြင်းနဲ့ဆန္ဒရှိခဲ့တယ်အဲသူရဲ့အဘဖြစ်နောက်ထောင်တဲ့ဘုန်းတော်ကြီးဖာသာကဖာဆိုပြောတော့ဖာသာကဖာဆိုတာတားခဲ့တယ်သူသူလဲသူအကြောင်းရှိလို့နေမှာပေါ့ဘာဖြစ်လို့လဲကိုတော့ဒမော့စကကမြန်မာပြည်ကိုလာခြင်းတဲ့အခါမှာသူရဲ့ဝိညာဉ်ရေးရဘုန်းတော်ကြီးကတားမြစ်ခဲ့တယ်ဆိုတော့ ဘလို့အကြောင်းအကျောင်းများဖြစ်နိုင်မလဲကိုတော့အေးဘောနဘာဆောင်ကလည်းနော်သူတို့တမြတ်တေယဟန္တာတွေပေါ့နော်အဲ့တော့မြင်တာပေါ့အဲ့တော့ကဖာဆူကနေပြီးတော့ဒမော့စကလည်းဖုန်ကြီးဝါတော်ပါပဲရှိသေးတယ်တော်အဲ့တော့ရင်းကျက်ဖို့ရန်သူနဲ့ဟိုမှာနေအီတလီမြောက်ပိုင်းဒူရင်မြို့မှာနေရင်းနဲ့အဲ့ဒီမှာသူ့ကိုခူပေါ့နော်အချင်းတော်နေသွားမယ်ကြိုးမင်းခါတဲ့နော်အချင်းသမားတွေကိုနောက်ဆုံးဖျားနဲ့ကြေးအောင်လုပ်ပေးမယ်အဲ့လိုသွားရင် ူကပို့တိလာမယ်လူငယ်တွေအကြောင်းပို့တိလာမယ်ဆိုတဲ့သဘောနဲ့ तू ကသူ့ကို no လို့ပြောလိုက်တာအဲ့ဒါ father အဲ့လိုပဲအဲယူဆတယ်နော်ဒါဆိုရင်ကိုတော့ဒွန်ဘော့စကိုရဲ့မြမပြည်ကိုသာသနာပြုချင်တယ်ဆိုတဲ့အိမ်မက်လေးကအကောင့်ထဲမဖို့ပြစ်နိုင်ခဲ့ဘူးလို့ဆိုလို့ရမလားမသိဘူးကိုတော့အဲအဲ့လိုလေတစ်ဖက်ကကြည့်တော့ပြောနေတာပေါ့နော်1840နှစ်ကိုရောက်မဲ့အစား1936မှာ ူတို့ပြန်လည်တော်မူသွားပြီအဲ့ဒါမတိုင်သူကဂိုင်းတီထောင်ပြီးပြီအဲ့တော့အိန္ဒိယနေပြီးတော့အဲ့ဒီပထမဆုံး6ပါးလွတ်တာကတော့မော်စကိုရဲ့ပထမစန္ဒသူရဲ့ first love ပေါ့နော်ပထမအချစ်ပေါ့အဲ့ဒါကနေပြီးတော့69နှစ်69နှစ်ကြာမှရောက်လာတယ်အဲ့တော့မော်စကိုကသူ့သားတွေတဲ့နှလုံးထဲမှာပါလာပြီးပြီအဲ့လို father အနေနဲ့မြင်တယ်အဲ့တော့သူ့ရဲ့ရွေချက်ကပြတ်တော့မသွားဘူး ပိုထိရောက်သွားတယ်လို့ပြောနိုင်တယ်။လွန်ဘော့စကိုကိုတိုင်ကမြန်မာနိုင်ငံကိုခြေမချနိုင်ခဲ့ပေမဲ့သူ့ရဲ့သားတွေကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တယ်ဆိုတော့ဒါဒွန်ဘော့စကိုရဲ့စိတ်ဓာတ်နဲ့သာသနာပြုစိတ်ဓာတ်ကမပြတ်သုံးသွားဘဲနဲ့ဆက်လက်ရှင်သန်ခဲ့တယ်လို့ဆိုလို့ရမယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်ရပါတယ်။ဒီလိုဆိုရင်ကိုတော့ဒွန်ဘော့စကိုကမြန်မာနိုင်ငံကို သူကိုယ်တိုင် သာသနာပြုယဟန်တပါးအနေနဲ့လာရောက်ခြင်းနဲ့ဆန္ဒရှိခဲ့ပေမဲ့လို့ မလာနိုင်ခဲ့ဘူးဒါပေမဲ့လို့သူ့ရဲ့သားတွေဟာဆလေးရှင်တွေဟာမြန်မာနိုင်ငံကိုရောက်ရှိခဲ့တယ်ဆိုတော့တနည်းအားဖြင့်ပြောရင်တော့ဒွန်ဘော့စ်ကိုရဲ့သာသနာပြုစိတ်ဓာတ်ကဆက်လက်ရှင်သန်ခဲ့တယ်လို့ဆိုလို့ရမယ်လို့တပြည့်တော်အနေနဲ့ထင်ပါတယ်အဲဒီတော့ဆက်ပြီးတော့သိချင်တာလေးတစ်ခုကဒွန်ဘော့စ်ကိုရဲ့ဆလေးရှင်တွေသားကောင်းဆလေးရှင်တွေဟာမြန်မာနိုင်ငံကိုဘယ်ချိန်မှာဘယ်လိုမျိုးနဲ့ဝင်ရောက်လာလဲဆိုတာကိုကိုရောအနေနဲ့ဝင်မြပေးပါဦး ဒီမြန်မာပြည်မလာခင်သူတို့အိန္ဒိယပြည်မှာနှစ်ပေါင်းများစွာဒါသနာပြုခဲ့တယ်တော်တော်လေးတိုးတက်ခဲ့တယ်နော်ဒါနာနေတွေကျောင်းတွေဆေးရုံတွေအများကြီးပဲပေါ့နော်ဆီလေးရှင်းတွေရောက်တဲ့နေမှာလှုပ်တယ်လူငယ်တွေရဲ့အကျိုးတွေအဲ့တော့အိန္ဒိယပြည်မှာ dress ကနေသူတို့နော်တင်မောနဲ့ရန်ကုန်စိတ်ကန်းကိုစိုက်ခဲ့ကြတယ်နော်အဲဇန်နဝါရီလ29လို့ပြောကြတယ်အဲ့ဒီမနေ့ရောက်တယ် ညနေရန်ကုန်မန္တလေးရထားစီးပြီးတော့မန္တလေးမြို့တော်ကြီးကြတော့ဇန်နဝါရီလ28ရက်နေ့မှာရောက်ခဲ့တယ်28 28မှာသူရောက်ခဲ့တယ်6ပါးပေါ့နော်ကိုယ်တော်ကြီးနှစ်ပါးယဟန်ဘောင်ကိုတက်လမ်းမဲ့ကိုရင်နှစ်ပါးနောက်ရတ္တပံကိုရင်ကြီးဖြစ်မဲ့နှစ်ပါးအဲ6ပါးပေါ့အဲ့တဲ့ဘရဒယ်လေးတပါးစီရင်အသက်တော်တော်ငယ်သေးတယ်လို့ကြားရတယ်ကိုတော့အဲ့ဒါမှန်လားမသိဘူးအဲ့လိုပြောကြတာပဲဟုတ်တယ် အသက်ငယ်ပေမဲ့လည်းသူတို့ကစွန့်စားခြင်းနဲ့ဆိုတော့လေနော်သူတို့ကိုအခြေကအခွင့်ပြုလိုက်တော့သူတို့လည်းနော်သူတို့ရဲ့ထက်တန်မှုနဲ့စူးစမ်းမယ်ဆိုပြီးတော့အခက်ခဲတွေနောက်ကြတော့အဖြေပြင်းပျောက်ကွယ်သွားတယ်လို့ပြောနိုင်တယ်ကိုတို့သူတို့ရဲ့နာမည်လေးတွေရောတီးလို့ရမလားအဲ့ဒီခေါင်းဆောင် ကတော့ pioneer ပေါ့နော်သူကတော့ father anthony alessi နောက်တစ်ပါးက father bodin နောက်ယဟန်ဖြစ်မဲ့ကိုရင်က brother John Decol နဲ့ brother Dennis Governor now brother ji ya tet ban brother ji သင်္ကန်းမွေဖူသူတို့ကတော့ brother Angelo Bongiorno နဲ့နောက်တစ်ပါးက Charles Delacorte ဖြစ်ပါတယ်အဲ့တော့6ပါးပေါ့ဒီသာသနာပြုဆလီရှင်း6ပါးကလဖုံးเจ้าကိုဘလို့เจ้าမလို့ရောက်ရှိလာလဲကိုတော့အဲအကြောင်းကြီးပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့เนาะ ဒီ solution ရဲ့ပထမဆုံးကျေးဇူးရှင်လို့ခေါ်ရမယ် Father Leo Lafon သူကပြင်သစ်ကိုင်းက MEP ပေါ့သူက solution တွေကိုခေါ်နေတာကြာပြီမန်းလေးမှာဆိုလမ်း80ကိုနော် China Street လို့ခေါ်တရုတ်တန်းလမ်းလို့လည်းခေါ်တယ်အခုလည်းဒီအဲ့ဒီမှာတရုတ်ဘုံကျောင်းနေရှိတယ်နော်သူကလည်းဒီတရုတ်ပြားနေနေထုတ်ခံရပြီးတော့နော်တရုတ်ကျောင်းသားလေးတွေမိဘမဲ့တွေကိုကြည့်ပေးတယ်လက်ဖုန်းကြောင့် Father Lafon လို့သူက အမိတွင်ခဲ့တာပေါ့နော်အဲ့ဒီမှာသူကဒီမိဘမဲ့အကြောင်းရှိတယ်စာတင်အကြောင်းရှိတယ်နောက်မုတ်ဆိုးမတွေရဲ့ရက်ွက်ရှိတယ်ပြီးတော့အောင်ပင်လေးဘက်မှာဒီကလေးတွေမုတ်ဆိုးမတွေကိုကျွေးမွေးဖို့ဆိုပြီးတော့ဧက20ကျော်လောက်အောင်ပင်လေးမှာစဘာခင်းရှိတယ်အဲ့တော့နှွေရသည်ဆိုရင်ဒီလက်သမားတွေကလာပြီးတော့အဲ့ဒီမော်စကိုရဲ့ဟိုပါနော်ဆယ်လေးရှင်နေနဲ့အဲကြည်နေတဲ့ ကျောင်းသားတွေတဲ့ဖာသာလက်ဖုန်းနဲ့ရှိသေးတယ်သူတို့တဲ့စကားလာလာ proposal တွေရှိတယ်တနစ်စာတော့လောက်တယ်လို့ပြောကြတယ်နောက်ကဘာစစ်ဆိုတော့လဲနော်အဲ1940မှာအီတလီကလည်းကဘာစစ်တွေဝင်လိုက်တော့ခုန6ဘားတဲ့မှာ6ဘားကြီးကနော်5ဘားကအီတလီယန်နေဆိုအီတလီဆာတမိုင်းကြည့်မယ်ဆိုအင်းလင်းနဲ့စန့်ကျင်ဘက်တိုက်နေဒီမျိုးဆိုတော့အဲ့ခေတ်ကလည်းအဲမြန်မာပြည်ကအင်္ဂလိပ်ကော်လိုနီဖြစ်နေတော့ ဒီတာညာပြည်တွေကိုနော်ဂျာနီနိုင်ငံဖြစ်တဲ့အဲ့ဒီအိန္ဒိယပြည်ကိုသူကနေပြီးတော့အကျယ်ကျော့ဖြစ်ခေါ်သွားခံရတယ်နော်အဲ့တော့ရှိတဲ့အနေချင်းနဲ့ပဲဆက်လုပ်ကြတာပေါ့နော်နောက်စစ်ပြီးမှ45မှာပြီးတယ်1945အဲ့ဒါပြီးတော့သူကပြန်လာကြတယ်ပြန်လာကြပြီးတော့ပြန်ဆကြတယ်အဲ့ချိန်မှာလက်ဖုံးကြောင်းတို့ဘာလို့ဆိုဘုံကျဲတာနဲ့နော်ဂျပန်ကကျဲလိုက်အင်္ဂလိပ်ကျဲလိုက်နဲ့ပြာပုံကနေပြီးတော့နောက်တစ်နှစ်မှာ 46မှာဘူးเนาะတနေ့ပြီးတဲ့ချိန်မှာအကြောင်းကပြန်ပြီးတော့စနေပြီတကယ်ချီးကျူးရမယ်လေပြောမယ်အဲ့ဒီစစ်ကြီးပြီးတဲ့နောက်ပိုင်းမှာဆလေးရှင်းနေရဲ့လုပ်ငန်းသာသနာပြုလုပ်ငန်းတွေဟာပို့ပြီးတော့မှတိုးတက်အောင်မြင်လာတယ်လို့လည်းတပြည့်တော်အနေနဲ့အဲတမိုင်းမှာဖတ်ခဲ့ပူပါတယ်အဲ့တော့သူတို့ဘယ်လုပ်ငန်းတွေမှာဘယ်လိုမျိုးပို့ပြီးတော့မှတိုးတက်အောင်မြင်လာလဲဆလေးရှင်းသာသနာပြုတွေအနေနဲ့ဘယ်လိုကဏ္ဍတွေမှာထက်ထဲဝင်ဝင်ပါဝင်ဆောင်ရွက်လဲဆိုတော့လည်းဆက်ပြီးတော့သိကြပါတယ်ကိုတော့ အဓိကတော့သူက father လက်ဖုန်းရဲ့အမွေဆက်ခံတဲ့ဒီကြောင်းကိုမြင့်တင်ပေးတယ်နော်ကြောင်းရဲ့ကြောင်းစားရှိတဲ့ day scholar တွေရှိတယ်နော်အားလုံးပေါင်း2000ကျပ်ရှိခဲ့တယ်2000 2000နော်ဟိုကောင်လေးတွေတက်ပဲနောက်မှ selection တိလရှင်များ1961မှာရောက်လာပြီးမှအဲ့ဒီနေ့မျက်ဆောင်ထိုးနေရာမှာမြေကွက်မှာသူတို့တဲလေးနဲ့စားခဲ့တယ်နော်သူတို့ကြတော့65ကျပ်ပဲ65ကျပ်အားလုံး ပြည်သူပိုင်တိုင်းတဲ့ချမှာနိုင်ငံခြားသားတွေပြန်သွားတယ်ကျောင်းနေလဲဆုံရှုံခဲ့တယ်လို့ပြောရမှာပေါ့နော်ဆိုအဲ့ဒီမှာနေရင်းနဲ့ဒီဒွန်ဘော့စကိုတင်ငန်းကြောင့်အခုဆရာအတက်တင်တိတ်ပန်းကြောင့်လောက်ထားတယ်အဲ့ဒါ97မှာဖွင့်တယ်ရန်ကုန်လာကြတော့ရန်ကုန်မှာတင်ငန်းကျွန်းပြီးတော့အနီစကန်မှာ99မှာဖွင့်တယ်ပြီးတော့မှနော်ဒီဖာဇာတို့ဒီနိုင်ငံရေးခြေနေပြောင်းလဲသွားတာနဲ့ပါနဲ့ဆိုတော့နောက်ဆုံးကြတော့ ဲ့ဒီလာရှိုးရှမ်းပြည်မြောက်ပိုင်းကို1995အနေစပြီးတော့86မှာဇောက်ချပြီးတော့ဒါနာပြည်လုံးကောင်လုပ်ခဲ့ကြတယ်အဲ့ဒီမှာလဲကလေးလူငယ်တွေအတွက်စင်သားတွေအတွက်စာသင်ပဲဆက်မှုလက်မှုတပိုင်းတန်တိုင်လုပ်ပြီးတော့เนาะဒါနာဘက်ကတစ်ဖက်လူမှုဖွံ့ဖြိုးရေးကလည်းလုပ်ဖို့ရန်เนาะဆရာတော်ရဲ့ဒီ clarity ရဲ့ now brother ကြီးတွေဝိုင်းလုပ်ခဲ့ကြတယ်အဲ့ဒီ selection လုပ်ငန်းတွေက แท้ๆဝင်ဝင်ကိုဖျားရဲ့ဂျေဇုတော်နဲ့အောင်မြင်တယ်လို့အဲ့ဒီနှစ်တွေမှာစုခဲ့ရမှာပါအဲ့တော့ကိုတော့သူတို့တွေအဓိကအဖြစ်ဂျုံတွေးရင်ဆိုင်ခဲ့ရတဲ့ challenge အခက်ခဲစိန်ခေါ်မှုတွေအနေနဲ့ဆိုရင်ရောဘာတွေများရှိမလဲကိုတော့လဖုံးချောင်းမှာစားခဲ့တဲ့လူတွေကတော့နော်အီတလန်နေမြေများတော့ပမာစကားလည်းခက်တယ်သူမြန်မာစကားသင်ရတယ်ယာဒီအီရူကလည်းတည်တယ်မန်လျာပူတယ်ပုံထတယ်ချင်ပေါ်တယ် နော်တပားလေဆိုနေမကောင်းလို့အိန္ဒိယပြန်သွားရတယ်နော်ဗြဒလေးတပားဖုန်ကြီးပြိမဲ့တပားဆိုရင်အသက်ငယ်ငယ်ရွယ်နဲ့ရှစ်လုံးပါနော်သူကုသင်ကြိုင်းမှာရှိသေးတယ်အဲ့ဒါအပြင်သူတို့စင်ကုန်မှုကတော့နော်အဲ့မှာကဘာစစ်ပြီးတော့လဲမအေးချမ်းတဲ့ချိန်ဆိုတော့ကျောင်းနေဆန္ဒပြတာဒီပါဆိုကလေးတွေတော်တော်လေးထိန်းယူရတယ်နော်စီကန်းတွေပြန်ဆွဲပြီးတော့တင်ရတယ်အဲ့ဒါတော့ခက်ခဲတာပါနော်ကြောက်အောင်မြင်သွားတယ် ော့တာနာပဲကြတော့နော်ရောင်စုံနေနေဖြစ်တော့လေအဲ့ဒီဈာမှာဟောလာရဟောရတာလည်းမလွယ်ဘူးနော်လမ်းဘတ်ဆက်တွေကလည်းအင်မတန်ဆိုးတယ်တော့နော်ယထာလွယ်လို့ကုံကားကြီးတွေလည်းရှားတယ်အခုလိုလမ်းမကောင်းတော့ဘူးကားတွေလည်းမရှိဘူးအဲ့တော့ခြေချင်းပဲတော့ရတာများတယ်နော်အဲ့ဒါကအဓိကဟောပေါ့နော်အခက်ခဲပေါ့ဒါပေမဲ့အောင်မြင်တာကတော့ဘာလို့ဆိုတော့အဲ့ဒီတော့ဆရာတော်အောက်ကအကြီးကြီးအောက်မှာလူကြီးကနော် ဒါနာပြုတရားနာခံမှုရှိတယ်ဆင်းရဲတယ်ခြေတာတယ်တကယ်လောက်ကြတယ်အဲ့တော့ဘုရားရဲ့ကောင်းခြင်းနဲ့ပေါ့နော်အောင်မြင်သွားတယ်နော်အဲ့ဒီလာရှုဆို perfect ဆရာအုပ်စုလျက်နေပြီးတော့ဒါယစီဆိုတဲ့ဆရာတော်အုပ်ချုပ်တဲ့နေပယ်အဖြစ်ကိုတုံ့ပြန်ခြင်းခံခဲ့ရတယ်ကိုရောရေမန္တလေးမှာ solution တွေရောက်ရှိပြီးတဲ့အခါမှာသူတို့ရဲ့သာသနာပြုလုပ်ငန်းတွေဟာပို့ပြီးတော့အောင်မြင်တိုးတက်လာတယ်အဲ့မဲ့ဒီအောင်မြင်တိုးတက်မှုက နှစ်ပေါင်းများစွာကြာမြင့်ခဲ့တော်လည်းပဲသူတို့တွေအချိုးကွီတခုလိုလုံးဝအပြောင်းလဲခြင်းတခုကိုရင်ဆိုင်ရတဲ့ဖြစ်ရပ်တခုရှိခဲ့ပါတယ်။ဒါကတော့ပြည်သူပိုင်သိခဲ့တဲ့ဖြစ်ရပ်လေးပါ။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ရောဆလီရှင်းသာသနာပြုလုပ်ငန်းတွေရဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေကဘာတွေဆက်ဖြစ်သွားလဲဆိုတာကိုလည်းသိချင်ပါသေးတယ်။အဓိကတော့လေဖုန်းเจ้าမှာစခဲ့တယ်เนาะပြာပုံကနေစခဲ့ပြီးတော့ဒီ26နှစ်ကြာတာပေါ့เนาะ 1965ကျတော့မန္တလေးမှာအထင်ကရာကျောင်းကြီးဖြစ်လက်ဖုံးကနာမည်ကြီးခဲ့တယ်။အဲ့မှာဧပြီလ10ရက်နေ့မှာပြည်သူပိုင်တင်ခံရတယ်။အဲ့အချိန်မှာကျတော့နော်ဆုံးရှုံးမှုပေါ့။ဝမ်းလဲဝမ်းနေကြတယ်။ဒါပေမဲ့တော့ပြန်ကြည့်လိုက်တော့လေဘုရားသခင်ရဲ့စီမံကိန်းလို့ပြောတယ်။အဲ့လိုကျောင်းထဲမှာသူကအဲ့ဒီမှာပဲကတ်မနေတော့ပဲနဲ့သာသနာ내ကိုသွားဖို့ရာအခွင့်အလမ်းတစ်ခုရလာတယ်လို့ပြောနိုင်တယ်။အဲ့ဒီရဲ့ရလက်ကနောက်ဆုံးကျတော့ချမ်းပြေမြောက်ပိုင်းမှာဒါနာပြုဖို့ရာ စီလူချင်းခံရတယ်။အဖုရားသခင်ရဲ့စီမံကိန်းဖြစ်နေတာပေါ့နော်။အကျိုးမြတ်လို့မြင်ပါတယ် Father တို့အနေနဲ့ကတော့။ဟုတ်ကဲ့ပါ။အခုလိုမျိုး Father တို့ဆလီရှင်သာသနာပြုခြင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးတင်ဆက်ခဲ့တာကတော့မန္တလေးလက်ဖုံးကိုရောက်ရှိခြင်းကြောင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ဒါပြီးတဲ့အခါမှာလာရှိုးဘက်မှာဆက်လက်ပြီးသာသနာပြုတဲ့အကြောင်းကိုလည်းပဲပိုင်းနှင်နေနဲ့ ဇလက်တင်ဆက်ပေးမှာဖြစ်ပါတယ်အခုပိုင်းတစ်မှာအခုလိုမျိုးလာရောက်ဝင်များပေးတဲ့အတွေ့အကြုံတွေကို share လုပ်ပေးတဲ့ကိုရောဂျေဆုတင်ကြောင်းပြောချင်ပါတယ်ဖလာဂျေဆုများကြီးတင်ပါတယ်ကိုရောဟုတ်ကဲ့အန်တာပါတယ်